မင်္ဂလာပါပိုအိုလန်ခွေးဆာမျက်နှာကနေကျွန်တော်ပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဒီတစ်ခါကျွန်တော်တင်ပြပေးမယ့်သင်ခန်းစာကတော့ပအိုပါဠိအခရာတရဆင်ခြေလုံးအကြောင်းကိုဒီနေ့ကျွန်တော်မျှဝေပြသပါမယ်ပါဠိအခရာတရဆင်ခြေလုံးတွေကတော့အာအာအီအီဥဥအီအောတို့ပဲဖြစ်ပါတယ် အဲ့ဒီပါဠိအခရာတရဆင်ခြေလုံးကိုကျွန်တော်တို့ပို့ပြီးတော့မမေ့လွယ်အောင်ဥပမာအနေနဲ့ကျွန်တော်ပြပြပါမယ်။အာအရဟံဂုံတောအာအာဒီအထယအီအီတီပီနိုင်ယူအီအီတီဖေရန်ဥဥစုဂျေဂျန်ဥဥနာယောမ်အီအီကာ တဘာအောဩကာစာအခွန်တို့ပဲဖြစ်ပါတယ်ဒီအနောက်မှာကျွန်တော်ပြထားတဲ့ဟာက ကျွန်တော်ပမာပြန်ပေးပါမယ်ဂုံတော်ဆိုတာကဂုံတော်ဂုံတော်ဂုံတော်အထယာဆိုတာကအစအထယာအထယာနိုင်ယူဆိုတာကဒီလိုမျိုးနိုင်ယူနိုင်ယူဖီရန်ဆိုတာက ပေအန္တရေဖေရန်ဖေရန်ကျွန်တော်တို့ဘုရားမှာကပကုန်းကိုဖအတန်းထွက်ပါတယ်အဲကြောင့်မို့လို့ဖေရန်လို့ကျွန်တော်တို့ယူပေးရမှာဖြစ်ပါတယ်ဂျေဂျန်ဆိုတာကဖြောင့်ဖြူတီဂျေဂျန်ဂျေဂျန်ယောမ်ဆိုတာကယော့တီယောမ်ယောမ်တဘာဆိုတာကတခုတကောင်တဘာ ตาบาอะควางสุรากาอะควงอะควางอะควางဒီနေ့တင်ငန်းစာကတော့ဒီလောက်ပါပဲဒီတင်ငန်းစာကိုအဆုံးထိကြည့်ချုပ်ပြည့်တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်